င်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့လင်္ကာ support channel ကလည်းချုပ်ဆိုပါတယ်ဟုတ်ကဲ့ပါ23ရက်နေ့ညမှာရှင်းမြန်ကစားကြမှာဥရောပပွဲစဉ်တွေဖြစ်တဲ့ယူပါလီပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ယူပါလီပွဲစဉ်တွေကတော့ဒါအစောဆုံးပွဲစဉ်ပေါ့နော်7ရက်နေ့ပွဲမှာရှင်းမြန်ကစားကြမှာပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးသွားမှာနောက်ကျပွဲတွေတော့ကျွန်တော်ရွေးချယ်ပေးသွားမှာတော့မဟုတ်ပါဘူးခင်ဗျာနော်ဆိုတော့ယူပါလီပွဲစဉ်တွေထဲမှာဒါတော်တော်လေးခံမှန်းရခက်တယ်လို့တော့ပြောလို့ရတယ်လို့လွယ်ကူတယ်လို့တော့မထင်နိုင်ပါနဲ့ခင်ဗျာနော် ယူပါလီပွဲစဉ်တွေမှာကိုပြတ်တာရှိသေးကိုမသွင်းနိုင်နိုင်လည်းရှိတယ်ဗျ။အဲဒါကြောင့်ယူပါလီပွဲစဉ်တွေကတော့ဒါနိုင်တယ်မတူတဲ့အသင်းတွေကန်ကြတာဆိုတော့ဒါအသင်းသေးပါလို့အသင်းကြီးလည်းတိတ်ရုံးတာလို့မတွေ့ရဘူး။နောက်ကြမှာဒီလိုအပ်ချက်တွေရှိမှလည်းရုံးကန်ကစားကြတော့ကျွန်တော်နေနဲ့ဒါအများရန်ပွဲတွေကြည့်ခဲ့ပြီးတော့ဒီသုံးသပေးတမှာတွေ့ရတွေ့ရတယ်နော်။အဲကြောင့်ယူပါလီပွဲစဉ်တွေမှာတော်တော်ခက်ခက်ခဲခဲနဲ့ရွေးချယ်ရဆိုတော့ကျွန်တော်တို့ဒီနေ့မှလည်းကျွန်တော်ရဲ့အကြိုက်ကိုပဲကျွန်တော်ရွေးချယ်ပေးသွားမှာပါ။ကျရှင်တို့မှာလိုက်ပြီးဆိုကြတာကြပါကျွန်တော်ကြိုက်တယ်ဆိုရင်ကိုလိုကြိုက်မယ်လို့ထင်ပါတယ်အဆင်ပြေကြမယ်လို့ထင်ပါတယ်ခင်ဗျာနော် အဲ့တော့ကျွန်တော်ရွေးချယ်ပေးထားတဲ့ဒီအစောဆုံးပွဲစဉ်၄ပွဲထဲမှာဆိုရင်ဒါဖိယန်နူနဲ့ပေါ့နော်ဒါဘနာတီနာကောပွဲစဉ်အကြီးဆုံးကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဖိယန်နူကတော့ဒါနိုင်ပွဲပြောင်းလာမှာလည်းဖြစ်တယ်ဘနာတီနာကောကတော့ယူပါလိမှာတပွဲနိုင်ပြီးတော့တပွဲရှုံးနေထားတယ်ဘယ်ဝင်ဖြစ်တဲ့ဖိယန်နူအနေနဲ့နိုင်ပွဲပြောင်းလာပွဲလို့ဆိုရင်ဒီဖောက်ပေးတဲ့ပုံစံမှာဆိုရင်အလုံးသွင်းသွားလို့ရှိရင်ဒါကြဆုံစားကနေပြီးတော့ပလုံးတည်သေးသေးဖောက်ပေးတာရယ်ဘော်ဒီစိတ်ကနေဦးစိတ်ပေါ့နော်ပြောင်းနေပွဲတော့ရှိမယ်ကိုပေါင်းစိတ်ကတော့၃သွင်းသွင်းတာတဝက်စားသေးတယ်အဲ့ကြတော့ ပြင်းနူကဒီပေါ်စီတလုံးသွင်းမှပြာဆုံးသားလုံးသေးသေးဖောက်ထားကနုပ်စီနဲ့ကိုပေါင်းသေးသုံးလုံးသွင်းမှပြာဆုံးအစားသေးဆိုတော့ဖောက်ပေးထားတဲ့ဈေးတိုင်းမှာဆိုရင်နိုင်ဝဲပြောင်းလူလာမဲ့ဖြင်းနူနေတယ်ဒီနေ့ဘယ်လိုပဲဖြစ်ဖြစ်ဖန်တီနောက်ကောနိုင်ဝဲပြန်ရှားမှာလည်းဖြစ်တယ်အဲကြောင့်ကိုခံမန်းရလက်ကတော့အင်ဝဲဖြစ်တဲ့ဖြင်းနူကတ်နိုင်ပြီးတော့ဒါတူစီလောက်လည်းဖြစ်သွားနိုင်မယ်လို့ကျွန်တော်ခံမန်းရလိမ့်မိပါတယ်နိုင်သုံးမှတ်ကိုရယူပြီးတော့နောက်ထပ်ဇာအဆင့်ပြောင်းလဲပြီးနဲ့ဒါအနိုင်သေးချာနေတဲ့ကျွန်တော်အင်ဝဲဖြစ်တဲ့ဖြင်းနူဘော်ဒီလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါလားခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ဒီလိုင်ယွန်းနဲ့ဒါပေးဆက်ပွဲတွင်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်တဲ့ဗျ တော့ lion နဲ့ vessel တို့ပွဲစဉ်မှာ lion ကတော့ပြင်သစ်လီကူပွဲမှာနောက်ဆုံးနှစ်ပွဲကိုစတိုက်ရှုံးနေထားပြီးတော့ vessel ကလည်းဒါကောင်းဆုံးမုတ်တဲ့နဲ့သူ့နိုင်ငံလေးမှာဖျက်ကျော်ထားတယ်တွေးထားတယ်ဆိုတော့ယူပါလီမှာဆိုလို့ရှိရင် lion ကဒါနိုင်ပြီးတည်ကြတာဖြစ်မယ် vessel ကလည်းဒါနိုင်ပွဲရောက်တာတွေ့ရပြဆိုတော့အိမ်ဝင်းဖြစ်တဲ့ lion နေနဲ့နောက်ထပ်အနိုင်သုံးဘုတ်ရောက်တို့အတွက်ဆိုရင်ဒီနေ့ရုံးကံမှာလည်းဖြစ်တယ်ဆိုတော့လီပွဲစဉ်ထဲမှာ lion နေနဲ့ချုံနေထားတဲ့အိမ်ဝင်းပွဲတွေရှိရဆိုတော့ဒီနေ့ပွဲစဉ်ကတော့ဒါ lion အတွက်နေပြတော့ဘုံတော့ဒါအသက်ရှူက6လပွဲစဉ်တစ်ပွဲလို့လည်းဖြစ်တယ် ဘက်ဆဲနဲ့လိုင်ယွန်တို့ပွဲစဉ်မှာအင်ဂွန်ဖြစ်တဲ့လိုင်ယွန်ကနေပြီးတော့ဒါဘက်ဆဲကိုကြောက်ပြထားပုံစံမှာသလုံးသေးခေါပေါင်းသေးသုံးလုံးသေးတွေဖောက်ပြထားတယ်။ကြောင်းလဲသွားဖို့လည်းရှိမယ်လို့ထင်ပါတယ်။ဆိုတော့ခိုးခမန်ရလကတော့လိုင်ယွန်ပဲကတ်နိုင်ပြီးတော့အနိုင်သုံးဘက်ကိုရယူသွားလိမ့်မယ်လို့ထင်ပါတယ်။ရဲဆုံပြီးတော့ကျွန်တော်အင်ဂွန်ဖြစ်တဲ့လိုင်ယွန်ဘော့တွေကိုလည်းကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးချင်ပါတယ်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ဂျန်နဲ့ဘက်တစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးကြမှာဖြစ်ပါလိမ့်ဗျာ။အင်ဂွန်ဖြစ်တဲ့ဂျန်နဲ့အဝေးဝန်ဖြစ်တဲ့ဘက်တစ်ဗျာ။လာလီဂါဆမိမာတို့ဘက်တစ်တို့ပေါ့နော်အကောင်းဆုံးပုံစံရှိလို့အင်ဂွန်ဖြစ်တဲ့ဂျန်ကလည်းဒါလီပွဲစဉ်မှာအကောင်းဆုံးရှိတယ် ဝဲခွင်းဖြစ်တဲ့ဘက်တကနေပြီးအကြံကိုကြောပေးထားမှာဆိုရှေ့တူဆိုပြားဆုံးရှုံးသေးရတဲ့ရှေ့တူဈေးပဲဖောက်ပြီးရတဲ့ကိုပေါင်းသိမှဆိုနှလုံးအရှုံးသေးရနေပြီးနှလုံးသွင်းသွားရင်ဒါပြားဆုံးအစားတွေရှိသလိုသုံးလုံးသွင်းသွားလည်းပြားဆုံးစားတွေဖောက်ပေးထားပြတောင်းလဲဖို့လို့ရှိမယ်ပေါ့နော်ဘယ်နှစ်သိန်းလုံးကလည်းရမယ့်လိုအပ်ချက်ရှိသလိုဝဲခွင်းဖြစ်တဲ့ဘက်တကလေးရတာဝဲခွင်းဖြစ်ရင်ထိတ်ဆွတ်တာတွေ့ရတယ်ဒါမှမဟုတ်ဘလိုပဲဖြစ်ဖြစ်ဂျမ်းကလည်းဒါအိမ်ဝင်းဖြစ်တယ်ဆိုတော့အိမ်ဝင်းအသာကျန်တဲ့တူပေါ့နော်ဒါကိုလေးကနေသွားပြီးတော့ ဒါနှလုံးအထက်ကိုကြော်မလို့တော့ကျွန်တော်တော့မသိမိနေပြခံမမိဘူးเนาะအဲ့တော့ကျွန်တော်အနေနဲ့ပေါ့เนาะကျွန်တော်အကြိုက်ကျွန်တော်တွေးကတော့ဒါကျန်တဲ့ဘက်တီးလိုပွဲစီမှာကျွန်တော်ကိုယ့်အကူပဲကျွန်တော်ကြိုင်းနေသက်ပါတယ်နောက်ထပ်တပွဲဖြစ်တဲ့ပေါ့เนาะဒါဘာလာကားနဲ့ပေါ့เนาะဆေဝတာပွဲစီကျွန်တော်ရေးရှေ့ပေးသွားမှာလည်းဖြစ်တယ်ဗျအင်ဝင်းဖြစ်တဲ့ဒါဘာလာကားကနေပြီးတော့ဒီဆေဝတာကိုတလုံးသွင်းသွားရင်ပြဆုံးစားတဲ့ကနေပြီးတော့ရှေ့တူဆိုရင်အရှုံးသေးသေးဒါဒီပြောင်းလဲပြေးလောက်ထားကနဦးပေါက်တီးပေါ့เนาะကိုပေါင်းသေးကနှလုံးရှုံးသေးပြထားရဗျ ဆိုတော့အင်ဝင်ဖြစ်တဲ့ဘာလကားဒါယူပါလီမှာနိုင်ပွဲတဝဲမှာရောက်ထားတာမရှိဘူးဇေဝဒါကတော့တဝဲနိုင်ပြီးတဝဲချုံတာတွေ့ရတယ်ဗျာဝင်ဝင်ဖြစ်ပြီးတော့ဗောနော်ဆိုတော့လီပွဲစဉ်မှာဆိုရင်လဲဒါဘာလကားကိုနိုင်ပွဲရောက်ထားတဲ့ဆိုပေမဲ့ယူပါလီပွဲစဉ်မှာတော့ချုံနေထားတာတွေ့ရဗျာဘာလကားတော့ဇေဝဒါကတော့တဝဲနိုင်ပြီးတဝဲချုံနေထားရဲဆိုပေမဲ့ဝေးခွင့်မှာထိန်းစော့တက်ပြီးတော့ဟာလာအင်ဝင်ဖြစ်တဲ့ဘာလကားရုံးကန်လာလိမ့်မလို့ကျွန်တော်တွေးမိမိတယ်လိုပဲဖြစ်ပါခိုးခမရလဲကတော့ဒါဘာလကနိုင်သွားရင်လည်း1-1ဒါမှမဟုတ်1-0ကတ်နိုင်သွားဖို့တော့ရှိလိမ့်မယ်လို့ကျွန်တော်တွေးမိမိပါတယ် ပလကနဲ့ဒီဇေဝါဒါလိုပွဲစဉ်မှာဆိုရင်ကျွန်တော်အင်ဝင်ဖြစ်တဲ့ဒါပလကပေါ်ဒီလေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒီပွဲစဉ်၄ပွဲသုံးကိုညီကလေးအကြရှင်းထုတ်မယ်ဆိုရင်တော့ live ပြီးတော့ support လုပ်ရပါတယ်အဆင်ပြေမလို့ထင်ပါခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီမတွေဒီပွဲကျေးဇူးပါတယ်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ